အတုဘဘာဝနာဆိုတာမိမိခန္ဓာသတ္တဝါခန္ဓာတို့ရဲ့မတင့်တယ်မှုရွှန်ရှားဆက်ဆုပ်ဖွယ်ကောင်းမှုအနတ်မကောင်းမှုတွေကိုကြိမ်ဖန်များစွာနှလုံးသွင်းဆင်ခြင်နေတာကိုပြောတာမြတ်စွာဘုရားကဒီရုပ်ကာယကြီးရဲ့တဘာဝကိုအမှန်သိပြီးနေနေတယ်ကာယကတ္တတိကိုပွားများနေရင်နိဗ္ဗာန်ချမ်းသာကိုတုံးဆောင်နေခြင်းပဲလို့တော့ ိုခန္ဓာကြီးရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိပြီးနေရတာဘလောက်မွန်မြတ်လဲဘလောက်ငြိမ်အေးလဲဘလောက်ချမ်းသာလဲဆိုတာကိုအဲ့ဒီစကားကိုကြည်ရန်ဖြင့်သိနိုင်တယ်နိဗ္ဗာန်ကိုတုံးဆောင်ခြင်းလို့တောင်းဟောထားတာဒါကြောင့်ဒီခန္ဓာအင်းကြီးကိုဘာတွေနဲ့ဘလို့တိဆောက်ထားလဲဆိုတာအသေးစိတ်အမှန်တိုင်းသိကြအောင်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့ အကျော်ပေါင်းများစွာနဲ့ဖွဲ့ဆက်ပြီးတော့အသာအသွေးနဲ့လိမ့်ကြံပြီးတော့အည်ရူရေပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ခန္ဓာအင်ကြီးဒီခန္ဓာအင်ကြီးထဲမှာအာရီရှိနေလေဥကောင်းကိုကြီးထဲမှာအုံနောက်တည်းအပြည့်ရှိနေတယ်စိတ်ကူးနဲ့မြင်ကြည့်ပါမြင်တာနဲ့မမြင်တာမတူပါဘူးအလွန်ကွာခြားတယ် ငါကောင်းထဲမှာအုံနောက်တွေရှိနေတယ်ဆိုတာကိုသိနေပါအမှတ်ရနေပါရင်ကောင်းပိုင်းမှာဘာတွေရှိလဲအစုံနဲ့နှလုံးဟာမယမနာအလုံးလုံးရင်းနဲ့ရှိနေကြတယ်ရင်ဘကြီးတစ်ခုလုံးအစုံနဲ့ပြည်နေတယ်အစုံကလေကိုရှူသွင်းရင်ရှိုက်ထုတ်ရင်းနဲ့သွေးတွေကိုတန့်ရှင်းအောင်လုပ်တယ်အဲ့ဒီသွေးတွေကိုတစ်ခုလုံးအနှံ့ရောက်သွားနှလုံးကညှစ်ပြီးဖြန့်ပြီး ရှင်ဘတ်ထဲမှာအစုတ်နဲ့နှလုံးအလုံးလို့ရင်ရှိနေတယ်ဆိုတာကိုသိနေပါဒါတွေရှိနေတယ်လို့သိပေးပါဝမ်းပိုက်ပိုင်မှာဘာတွေရှိလဲအသေးဆိုတာရရှိမယ်သိကြည်အိတ်ကလေးရှိမယ်အောက်မှာပန်ကရီးယားဆိုတဲ့မုံကျူအိတ်ရှိမယ်အစာကြီးစနစ်အတွက်ဓာတ်မျိုးစုံကိုထုတ်ပေးမယ်ကုဋ္ဌာတာတွေတကအစာအိမ်ဆိုတာရှိမ တွန့်ခေါက်ခွေးနေတဲ့ဥစဉ်ဆိုတာရှိမယ်။အစာဟောင်းအိမ်ဆိုတဲ့ဥမာကြီးရှိမယ်။ကိုမဲမဲမော်မော်စားတောက်ထားတဲ့အစာလေးရှိမယ်။အစာမဟောင်းတဟောင်းနေရှိမယ်။အစာဟောင်းနေရှိမယ်။ကြောက်ကနှလုံးကစစ်ထုတ်လိုက်တဲ့စီးရည်နဲ့ပြည့်နေတဲ့စီးအိမ်ကြီးရှိမယ်။ဘဝဆိုတာဒါပဲ။ပိုက်ဆံရှိရှိမရှိရှိ။ ပညာတတ်တတ်တတ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်အိုအိုလှန့်လာဘာကွယ်ပြားချမ်းသာမှုမှမရှိပါဘူးဒါမျိုးတွေကြီးပဲအနာမကောင်းတဲ့ကျွန်စာဆက်စုပ်ပဲသဘောတွေမတန်ရှင်းမတင်နေတဲ့အညစ်အကြေးသဘောတွေငါလို့မှတ်ထင်မြင်လို့နေတယ်ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာဒီမတန်ရှင်းတာတွေကလွဲလို့ တခြားဘာမှရှိမနေဘူးသူလို့မှတ်ထင်မြင်လို့နေတယ်တခြားခန္ဓာကိုယ်တွေမှာလည်းဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးအားလုံးကအတူတူတွေပဲဒါမှန်ကန်တဲ့အမြင်ပဲပုဂ္ဂိုလ်တ attva လို့မမြင်ပဲနဲ့အယိုးတို့ရဲ့အရှုအဝေးပဲအသားတို့ရဲ့အရှုအဝေးပဲဝိရုရဲ့အရှုအဝေးပဲအားလုံးဟာအတူတူပဲလို့ ုထာတာတွေကိုမြင်တာဟာအလွန်မှစိတ်နှလုံးကိုငြိမ်းအေးစေတယ်အလွန်မှလည်းချမ်းသာစေတယ်ဒီနေရာမှာကိုယ်ခန္ဓာကိုယ်ရင်ဒီသဘောတွေပဲလို့မြင်အောင်လုပ်ရမှာမဟုတ်ဘူးသူတစ်ပါးခန္ဓာတွေကိုလည်းဒီသဘောတွေပဲလို့မြင်အောင်လုပ်ရအောင်မှာဒါကြောင့်မြတ်စွာဘုရားကဣဇ္ဇတံဝဗဟိတံဝလို့ဟောတော်မူတာငါဆိုတာလေဒီတိုင်းပဲ သူဆိုတာလည်းဒီတိုင်းပဲလူတိုင်းဒီတိုင်းပဲလို့ဆင်ခြင်ရမှာဆံမင်းမွေးညင်းခြေသီးလက်သီးသွားအရေးအသာအကျော်အယူရိုးရင်းချင်းအညွတ်နှလုံး တီးကြီးတလေးရေသွေးချွေးအစီကဲမြဲရီအစီကြီးတတွေးနတ်အစီကျင်ငယ်32ခုထာတလူတိုင်းလူတိုင်းဟာဒီ32ခုထာတလို့အစုအဝေးများပဲဘာကွယ်ပြားချမ်းသာမှုမှမရှိပါဘူးဒါကိုမြင်အောင်ကြည့်ပါဒီ32ခုထာတကို တစ်ခုရင်ဆင်ရင်ကြည်ပါစာမင်းစာမင်းကိုစိတ်ကူးနဲ့ချွတ်ပြီးတော့ကြည်ပါစာမင်းဒီပုဂ္ဂိုလ်တ attva မဟုတ်ရွှန်ရှားဆက်စုပ်ပွဲသဘောသာဖြစ်တယ်ငါဟာခေါင်းပေါ်မှာပေါက်နေတာလို့စာမင်းဟာမသိတယ်လို့ခေါင်းကလည်းငါ့ပေါ်မှာစာမင်းလေးပေါက်နေတာလို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအဲ့ဒါလို့32ခုတန်တာကို တစ်ခုချင်းဆင်ခြင်ကြည့်ရမှာဥပမာအယိုးဆိုရင်လေအယိုးကိုစိတ်နဲ့မြင်အောင်ကြည့်ပြီးတော့အယိုးဒီပုံကိုတတ်တော်မှာဟုတ်ရွန်ရှာဆက်စုပ်ဖွဲ့သဘောသာဖြစ်တယ်ငါပုံမှာအသားတွေအုပ်ထတာလို့အယိုးဟာမသိတယ်လို့အသားတွေကလည်းငါထဲမှာအယိုးတွေရှိတယ်လို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအုံနောက်ဆိုရင်လည်း ုံနောက်ကိုစိတ်နဲ့မြင်အောင်ကြည့်ပြီးတော့အုံနောက်ဒီပုံကိုတတ်တော်မှာဟုတ်ရောရှားဆက်ဆုပ်ွယ်သဘောသာဖြစ်တယ်ဥခေါင်းကုန်ထဲမှာငါရှိနေတယ်လို့အုံနောက်ဟာမသိတယ်လို့ဥခေါင်းကုန်ကြီးရတယ်ငါထဲမှာအုံနောက်ဒီရှိနေတယ်လို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေလို့စဉ်းကျင်ရမှာအစုပ်နှလုံးအသေး မြေအဖြစ်အဆန့်ရှိတဲ့ကလေးသားတွေကိုလည်းပဲသူတို့ကိုမြင်အောင်ကြည့်ပြီးတော့သူတို့ဟာပုဂ္ဂိုလ်တ attva မဟုတ်ရုံရှားဆက်စုပ်ပွဲသဘောသာဖြစ်တယ်။ဝမ်းပိုက်ထဲမှာရှိနေတာကိုသူတို့ဟာမသိကြသလိုဝမ်းပိုက်ကြည့်ရတယ်။ငါထဲမှာဒါတွေရှိနေတယ်လို့မသိပါဘူး။အချင်းချင်းမသိကြတဲ့သဘာဝတရားတွေလို့ဆင်ခြင်ရမှာ။ နိဗ္ဗာန်ကိုသုံးဆောင်ခြင်းလို့မြတ်စွာဘုရားကြီးမွန်ပြီးတော့ဟောထားတယ်။ဒီကာယကတာတတိကိုဟောများခြင်းနဲ့ဆိုရင်32ခုထာတာကိုသင်ယူထားရမယ်။တခုချင်းစီရဲ့အကြောင်းလေးပုံသဏ္ဍာန်လေးတရားလေးဒါတွေကိုသိအောင်လေ့လာမှတ်သားရမယ်။သင်ယူခြင်းလေ့လာခြင်းမရှိဘဲနဲ့ဟောများတတ်မှာမဟုတ်ဘူး။သူရဲ့သဘာဝကိုကျွမ်းကျင်အောင် င်ယူလေ့လာပြီးဆင်ခြင်ပဲရှိရင်မဲ့ညာပူညာရနိုင်သည့်အထိအကျိုးများတဲ့ဘာဝနာတရားဖြစ်တယ်။ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကြီးကိုဘာတွေဘလို့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုဉာဏ်နဲ့ဝေဖန်စီစစ်ကြရမှာ။